အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောင်ဖြစ်ပါတယ်2025ခုနှစ် AB လ28ရက်တနင်္လာနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အရှိတောင်တိုင်းရှစ်ဌာနချုပ်နယ်မြေကော့ဂရိတ်ကျုံလုံးမှာနှစ်ဖက်အကြအဆုံးများနေတာဖြစ်ပါတယ်ဆော့ဆာလုံးရဲ့အနေထားကတော့အားလုံးသိကြပြီဖြစ်ပါလိမ့်မယ်သောက်ဖို့ငွေတွေဆုံးရှုံးခဲ့ရတာအထက်အချိန်နဲ့အသက်တွေ ပေးစားခဲ့ရတာတော့တော်တော်နှမျောဖို့ကောင်းပါလေစာလုံးပေးတဲ့တင်ကားစာလို့ဆိုရမှာဖြစ်ပါတယ်ပြီးရင်ရပ်ပလက်ပေးတဲ့တင်ကားစာတွေပါလေမလာပါစေနဲ့လို့သာဆူတောင်းရအောင်မှာဖြစ်ပါတယ်မခွေတိုင်းဗရန်တန်နဲ့နိုင်ရီကန်ကိုဇမန်နေ့ညကလေးချောင်းတိုက်ခိုက်မှုရှိပါတယ်ညီပြင်ဖြစ်တွေ့မှုမရှိပဲအတလူကြီးလာရောက်ပြစ်ခတ်သွားတာဖြစ်ပါတယ်မန်လီတိုင်းစပိတ်ချင်းတွင်းငယ်တဝိုက်ကိုလေးချောင်းတိုက်ခိုက်မှုယနေ့မနေ့ပိုင်းမှာပြုလုပ်ထားပါတယ်လက်နဲ့ကြီးလဲမကြာခဏပြစ်ခတ်နေပါတယ် စစ်ကောင်စီအားမိုးကုတ်ပဲချသည့်ထိုးဖောက်နိုင်မှုကြိုးစားနေခြင်းဖြစ်ပါတယ်။ပြည်ဦးလွင်အုံတီလန်ခွဲယနေ့နေခင်ချီတွေ့တိုက်ပွဲပြင်းထန်ပါတယ်။ဒေါ်ဖိုက်ထွေးလုံးရစ်ပတ်အနေထားဖြစ်နေပြီးလက်နက်ကြီးတွေနဲ့ပါပြောင်းထောင်ပစ်ခတ်နေရပြီဖြစ်ပါတယ်။ပြည်ဦးလွင်တက်နေတဲ့ကဆင်နန်းလေးစီဗန်ပွေးဘက်ကိုအ мян မောင်းနေသွားတာလည်းရှိပါတယ်။ဘကူတိုင်းတွေကဗရောင်းတက်နေတဲ့တွင်ပြောင်းနေပါတယ်။ညောင်ရုံးကနေဆင်းလာတဲ့ပူပေါင်းဖွဲ့တွေဟာချော်ဖြူအနည်းရောက်ပြီး လုံးဝလှုပ်ရှားမှုမရှိတော့တာကိုတွေ့ရပါတယ်။ဂျမန်နေကတော့မတုံပဲအချမ်းမှာလက်နက်ကြီးပြစ်ခတ်မှုတွေရှိလာပါတယ်။စစ်ကောင်စီဘက်ကနေကြောက်လန့်ကြားပြစ်ခတ်မှုလား၊ရေပြင်ထိတွေ့မှုရှိလာလားဆိုတာကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။ဟုတ်ရှိပင်ရိုးဘော်ကိုစစ်ရင်တန်းနဲ့လူနာတင်ရင်တွေယနေ့နေ့လယ်မှာတက်သွားပါတယ်။မင်းလာအုပ်ဖို့လက်မတန်းဘက်ကိုတိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းအများစုဟာစစ်သား၃မုံတပုံ၊ပြည်သူစစ်၃မုံတပုံ၊နေမြေကရွာသား၃မုံတပုံနဲ့စုဖွဲ့ထားတာဖြစ်ပါတယ်။ နယ်မြေကန်သစ်သပောက်တွေပါဝင်နေတာပေါ့အထူးသတိထားရမယ့်အခြေအနေဖြစ်ပါတယ်ချမ်းမြောက်လာရှိုးအရှင်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာစစ်ကောင်စီစစ်သားတွေတန်ရှင်းရေးပြုလုပ်နေသေးတာဖြစ်ပြီးဒီနေ့ညညပဋ္ဌာန်းတရားဒဏ်လေးတွေကြားနေရပါတယ်စစ်ဌာနချုပ်ဝင်းထဲမှာကြောက်ကြောက်လန့်လန့်နဲ့နေကြရပြီးရဲစေးတင်တဲ့အနေနဲ့အငြင်းရမ်းမူးနေကြပါတယ်အယိုးစုတွေရှင်းရတာလဲမနေဘူးလို့သိရှိရပါတယ်ဟုတ်တယ်လေဗျာ ခိတ်တိုင်းတဲ့ငတိတွေကြအာရကေရှင်နေတဲ့အပြည့်စည်တွေကိုရှင်းနေရတဲ့အဖွဲ့အစည်းလဲတာမှမဟုတ်တာတရုတ်ကြီးကလည်းစိတ်အားမကိုရပါဘူးတကယ်ဆိုကိုကံတွေတန်ရှင်းလုပ်ပေးပြီးမှဆုတ်ပါရမယ်လို့ဘာကြောင့်မပြောပေးပါနဲ့မြင်ကြီးလားမြစ်ဆုံဖြစ်စဉ်ကမြစ်ဆုံနဲ့မြို့ချားမှာတိုက်ခိုက်မှုဖြစ်ခဲ့တာလို့သုံးသပ်ရမှာဖြစ်ပါတယ်မြစ်ဆုံဘက်ကနှစ်ကြိမ်ခန့်မနေတွားရောက်ခဲ့ဘူးပေမဲ့မိတ္တိတိဖြစ်နေပါတယ်တံဖဲမှာကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းစီဦးစီမှုဘုံမူကြီးကြော်ကြော်ဦးနဲ့အဖွဲအခြေပြုတက်